မင်္ဂလာပါဒီနေ့မှာတော့သင်ခန်းစာအတိတ်မဟုတ်ဘဲနဲ့ဒီမှာရှေ့မှာမျှဝေပေးခဲ့ပြီးသားသင်ခန်းစာတစ်ခုရဲ့ exercise တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ဒါအုပ်စုတွေကိုတုံးပြီးတော့လုပ်ရမယ့် exercise လဲဆိုလို့ရှိရင် practice the verb to be ဟုတ်ပါတယ်။ verb to be စာလုံးတွေကိုတုံးပြီးတော့မြန်မာလိုရေးထားတဲ့ဝါကျတွေကိုအင်္ဂလိပ်လိုလေးရေးကြည့်ကြရမှာဖြစ်တယ်။နောက်တစ်ခုကဒီ verb to be စာလုံးတွေဟာအင်္ဂလိပ်စာရဲ့အကျန်းကို အသုံးများတဲ့ verb အုပ်စုတစ်ခုဖြစ်တယ်လို့ daily conversation မှာတုံးမလား writing မှာတုံးမလား reading တွေမှာလေ့လာမလားဘယ်နေရာမှာပဲဖြစ်ဖြစ်သူဟာအများတန်းတွေးမြင်နေရတတ်တဲ့ verb အုပ်စုတစ်ခုဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့ရှစ်သင်ခန်းစာမှာ verb to be ဆိုတာဘာလဲသူ့အုပ်စုထဲမှာဘယ်စာလုံးတွေပါတယ်လဲဘလို့တွေနဲ့တွဲသုံးလို့ရတယ်လဲဘလို့အဓိပ္ပာယ်ရတယ်လဲဆိုတာတွေကိုမျှဝေပေးခဲ့ပြီးဖြစ်ပါတယ်မလေ့လာရသေးဘူးဆိုလို့ရှိရင်လည်းဒီ video ရဲ့ description မှာ link လေးထည့်ပေးထားတယ်အဲ့ဒီကနေဝင်ရောက်လေ့လာလို့ရပါတယ်ဆိုတော့ ဗက်ကျူဘီဆိုတာဘာလဲဘယ်လဲဆိုတာကိုပြောပြပြီးပြီဖြစ်တဲ့အတွက်အဲ့ဒီဗီဒီယိုကိုလေ့လာထားတဲ့ Learners တွေကတော့ဒီနေ့လေ့ကျင့်ပေးမယ့် အဲဝါကြတွေကိုအေးစစ်စစ်လေးရေးနိုင်လိမ့်မယ်လို့ညွှန်းလင်းနေပေါ့နော်။ရှင်းမှမျှဝေပေးခဲ့တဲ့ဗီဒီယိုကိုမလေ့လာရသေးတဲ့သူတွေအတွက်ကတော့နည်းနည်းလောက်ပဲပြောပြပေးနိုင်မယ်ပေါ့နော်။အချိန်ခက်ခဲကြောင်းပါ။ဆိုတော့ Web2B ဆိုတာ M H R was where ဆိုတဲ့စာလုံးတွေကိုခေါ်ခြင်းဖြစ်တယ်။ထပ်ပြီးတော့ဖြစ်ဆွဲရမယ်ဆိုလို့ရှိရင် B being being ဆိုတဲ့စာလုံးသုံးလုံးကိုလည်း web 2 week အုပ်စုအဖြစ်သတ်မှတ်လို့ရတယ်။ဒါပေမဲ့အဓိကတော့ကျွန်မဒီနေ့မှာဒီအခုမြင်နေရတဲ့ငါလုံးကိုပဲရေးပြပေးသွားမယ်ပေါ့နော်။ဆိုတော့ MS star ကဘာလဲဆိုလို့ရှိရင်ရှိသည်ဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်ရပြီးတော့ was were ကတော့ past tense မှာသုံးတဲ့ verb ဖြစ်တဲ့အတွက်ရှိခဲ့သည်ဖြစ်ခဲ့သည်ဆိုတဲ့အတိတ်ကာလကိုဖော်ပြတဲ့အတိတ်ပဲရတယ်ပေါ့နော်။ဒါကြောင့်မို့လို့ဒီ verb to be စာလုံးတွေကိုရှိဖြစ်ကရိယာလို့လည်းခေါ်ပါတယ်။ဟုတ်ပြီ။သူရဲ့ဝါကျဖွဲ့စည်းပုံကတော့ positive sentence ရေးမယ်ဆိုလို့ရှိရင် subject verb to be သူရဲ့နောက်မှာ noun တို့မဟုတ် adjective တို့မဟုတ် preposition noun တွေကိုသုံးလို့ရတယ်ကိုပြောမဲ့ context အပေါ်မှာမူတည်တယ် now negative form ရေးမယ်ဆိုလို့ရှိရင်တော့အဲ့ဒီ verb to be စာလုံးတွေနဲ့သူရဲ့နောက်မှာလိုက်တဲ့ noun adjective preposition noun တွေရဲ့ကြားမှာ not ဆိုတဲ့အငင်းစာလုံးတွေကိုထည့်ပေးရမှာဖြစ်ပါတယ် question ကတော့အဲ့ဒီ m is a what where ကို shift တင်ပြီးတော့ subject လာမယ်ပြီးတော့ကိုပြောချင်တဲ့ context မှာပါမယ် now သို့မဟုတ် activity တွေကိုထည့်ပြီးတော့ပြောပြရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒါလေးတွေဟာလည်းရှစ်သင်ခန်းစာမှာပါနှင့်ပြီးတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျမတို့လေ့ကျင့်ခန်းလေးတွေစပြီးလေ့လာလိုက်ကြပါမယ် နောက်ဆုံးရေးကြည့်ရမယ့်ဝါကျလေးကတော့ကျွန်တော်ပြောတယ်ဆိုတဲ့ဝါကျလေးဖြစ်ပါတယ်မြန်မာလိုရေးထားတဲ့ဝါကျတွေကိုအင်္ဂလိပ်လိုပြောင်းရေးတဲ့အခါဒီမှာဆောင်ရွက်နေကြပုံစံအတိုင်းပဲပြီးထားတဲ့ဝါကျရဲ့စာလုံးတစ်လုံးချင်းစီကိုအင်္ဂလိပ်လိုလေးအရင်စဉ်းစားမယ်ပြီးတော့မှကိုလေ့လာနေတဲ့ topic ရဲ့ဝါကျတိဆောက်ပုံအတိုင်းအစီအစဉ်တကြလေးရေးသွားရမှာဖြစ်တယ်အခုဒီနေ့လည်းအဲ့ဒီပုံစံလေးအတိုင်းပဲသွားမှာဖြစ်ပါတယ်တခုရှိတာကဒီနေ့ရေးပြမယ့်ဝါကျတွေရဲ့ verb ဟာ အကုန်လုံး web 2p တွေကိုပဲတုံးပြပြီးသွားမှာဖြစ်တယ်။ဒါကြောင့်မို့လို့ Linux တွေအနေနဲ့တခြား web တွေကိုစဉ်းစားစရာမလိုသေးဘူးပေါ့နော်။ဟုတ်ပြီဒါဆိုရင်ဒီဝါကြအတွက်ကျွန်မတို့ပြင်ဆင်ကြည့်ကြရအောင်။ကျွန်တော်ဆိုတာအင်္ဂလိပ်လိုဆိုရင် I ပျော်ရဲဆိုတော့ happy တခြားစာလုံးတွေမပါတော့တဲ့အတွက်ဒီနေရာမှာခဏရပ်မယ်။ပြီးတော့အခုကျွန်မတို့မြင်နေရတဲ့ဝါကြဟာ positive ဝါကြဖြစ်တယ်။ဒါဆို web 2p ရဲ့ positive ဝါကြတိကျပုံကိုတည်ထားဖို့လိုပါမယ်။အရင်ဆုံး subject line ရမှာဖြစ်တယ်။ ဒီဝါကျရဲ့ subject က i ပြီးတော့ဘာလာရမလဲဆိုရင် happy ဟုတ်ပြီကျွန်တော်တို့စဉ်းစားကြည့်ရအောင် i ဆိုတဲ့ subject ပြီးရင် verb အုပ်စုတွေလာရတော့မှာအခုကျွန်တော်တို့ကိုပေးထားတဲ့ happy ဟာ verb စာလုံးမဟုတ်ဘူးပျော်ရွှင်သောလို့အဓိပ္ပာယ်ရတဲ့ adjective စာလုံးဖြစ်နေတယ်လိုနေတာက verb ပေးထားတာက adjective ပေါ့နော်ဒါပေမဲ့အဲ့ adjective တွေဟာ verb အဖြစ်ဆောင်ရွက်လို့ရတဲ့နည်းလမ်းတစ်ခုရှိတယ် ဲ့နီလန်းကတော့သူ့ကို buff 2ဗီဇာလုံးတစ်လုံးလုံးနဲ့ပေါင်ပေးလိုက်ရမှာဖြစ်ပါတယ်။အဲ့ဒါဆိုလို့ရှိရင်တော့ buff အဖြစ်သူပေါင်ရက်သွားလို့ရပြီပေါ့နော်။ဟုတ်ပြီ။ဒါဆိုရင်ကျမတို့ MS Awards Wearer ကဘယ်ဇာလုံးကိုသုံးမလဲလို့ကြည့်တဲ့အခါကျွန်တော်ပြောတဲ့ဆိုတဲ့အဓိပ္ပာယ်ဟာ generally ဖော်ပြထားတာဖြစ်တဲ့အတွက် present tense ကိုပဲသုံးပြီးတော့ရေးပြရမှာဖြစ်တယ်။ present tense ဆိုလို့ရှိရင် verb 1ပေါ့နော်။ am is are အဲ့ဒီသုံးလုံးထဲကတစ်လုံးလုံးကိုသုံးရတော့မှာဆိုတော့အခုကျမတို့မှာရှိနေတဲ့ subject i နဲ့အငြင်းတန်းတွဲသုံးတဲ့ verb to be ဟာ m ဆိုတဲ့စာလုံးဖြစ်ပါတယ်ဒါဆိုလို့ရှိရင်တော့ i am happy ဆိုတဲ့ ကျွန်တော်ပြောတယ်လို့အဓိပ္ပာယ်ရတဲ့ဝါကျရပြီဖြစ်ပါတယ်ဒီနေရာမှာ i ဆိုတာ subject ဖြစ်ပြီးတော့ am happy ကတော့ပျော်သီးပျော်တယ်လို့အဓိပ္ပာယ်ရတဲ့ verb အုပ်စုဖြစ်ပါတယ် okay ပထမဦးဆုံးဝါကျလေးဖြစ်တဲ့အတွက်ကျွန်မအများကြီးရှင်းပြလိုက်တယ်ပေါ့နော် နောက်ဝါကျတွေအားဖြင့်အခုဒီပုံစံအတိုင်းပဲဒီသွားရမှာမို့လို့နောက်ဝါကျတွေကိုလည်းဆက်ပြီးတော့လေ့လာကြည့်လိုက်ရအောင် သူကြီးရဝါကြာကတော့သူဆရာဝန်ဖြစ်ခဲ့တယ်ဒီကြကြောင်းကိုလည်းကျွန်မရှစ်မှာလုံပြသွားသလိုမျိုးပဲတဆင့်ချင်းစီစဉ်းစားကြည့်ကြပါမယ်သူဆိုတော့ he ဆရာဝန်ဆိုတော့ doctor ဖြစ်ခဲ့တယ်ဖြစ်တယ်ရှိတယ်ဆိုတဲ့အဓိပ္ပာယ်မို့လို့ verb to be စာလုံးစလုံးလုံးဖြစ်ရမယ်ပေါ့နော်ဟုတ်ပြီဒါပြီးရင်ကျမတို့ဝါကြတိဆောက်ပုံအတိုင်းစပြီးတော့ရေးတော့မယ်ဒီဝါကြဟာလည်း positive form ဖြစ်တဲ့အတွက် verb to be ကိုသုံးပြီး positive form ဝါကျလေးရရမှာဖြစ်တယ်ပေါ့နော်ပထမဦးဆုံး subject ထလာရမှာမဟုတ်လို့ဒီဝါကျရဲ့ subject ဖြစ်တဲ့ he ကိုသုံးမယ်ပြီးရင် verb to be လာရတော့မယ်မြန်မာလိုရေးထားတဲ့ဝါကျမှာဖြစ်ခဲ့တယ်ဆိုတဲ့စာလုံးဟာ verb to be ဖြစ်တယ်ဖြစ်ခဲ့တယ်ဆိုတာဒီအတိတ်ကာလကိုဖော်ပြတာဖြစ်တဲ့အတွက်ဒီဝါကျမှာသုံးရမယ် verb to be ဟာ was တော့မဟုတ် were subject ကိုကြည့်လိုက်တဲ့အခါ he ဆိုတဲ့ subject အနည်းမို့လို့ was ကိုသုံးပေးရမှာဖြစ်ပါတယ်နောက်ကြံနေတဲ့ doctor ကိုရေးရမယ် တိထားမယ့်အချက်ကအဲ့ဒီ doctor ဒီ countable noun လို့ခေါ်တဲ့ရေတွက်ရနံမို့လို့အဲ့ဒီရေတွက်ရနံတွေကိုရေတော့မယ်ဆိုရင်သူ့ရဲ့ရှင်းမှာ article တစ်လုံးလုံးကိုတွဲပြီးတော့သုံးပေးရမှာလို့ရှေ့သင်ခန်းစာတစ်ခုမှာပြောခဲ့ဘူးတယ်။ဒါကြောင့်ဒီ doctor ကို doctor အတိုင်းသုံးမယ်ဆိုလို့ရှိရင် grammatically အရာမှားပါတယ်။သူ့ရဲ့ရှင်းမှာ article တစ်ခုထည့်ပြီးတော့ရေးရမယ်လို့ပြောထားတဲ့အတွက် a doctor he was a doctor မြန်မာလိုစာကြောင်းမှာတယောက်ဆိုတဲ့အဓိပ္ပာယ်ပါတီဖြစ်စေမပါဘူးဖြစ်စေ ဟောင်းတဘတ်နောင်အနဲတွေကို ရေးတဲ့အခါသူရဲ့ရှေ့မှာ article တစ်ခုခုကိုတွဲပြီးတော့ရေးပြရတယ်။ဒါဆိုရင် exercise 2လည်းအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။ exercise 3လေးဆက်သွားကြည့်ကြမယ်။မင်းဉာဏ်ကောင်းတယ်။မင်းဆိုတော့ you ဉာဏ်ကောင်းတယ်ကို smart နဲ့သုံးလို့ရပါတယ်။ဟုတ်ပြီ။ဝါကျဖွဲ့စည်းပုံအတိုင်းရေးကြည့်မယ်။ဒါတိလဲ positive form လို့ ရှင်းရနှစ်ကြောင်းလိုမျိုးပဲကျမတို့စဉ်းစားကြမယ်ပေါ့နော် subject က you ပြီးတော့သူ့မှာပေးထားတာ smart smart ကဉာဏ်ကောင်းသောထက်မြက်သောဆိုတဲ့ adjective မဟုတ်လို့ exercise 1လို့မျိုးပဲသူဟာလဲ verb to be တလုံးလုံးနဲ့တွဲပြီးတော့မှ verb အုပ်စုအဖြစ်ကြောင်းလဲလာမှာဖြစ်တယ်ဆိုတော့ you ကိုကြည့်လိုက်တဲ့အခါ subject အများဖြစ်နေတယ်နောက်တစ်ချက်ကမင်းဉာဏ်ကောင်းတယ်ဆိုတဲ့ဝါကျဟာ generally အခြေအနေတစ်ခုကိုဖော်ပြထားလို့ present tense ကိုပဲသုံးရမယ် ဟုတ်ပြီ MSR တဲ့က unit တွဲသုံးမဲ့ verb ဟာ R ဆိုတဲ့စာလုံးဖြစ်ပါတယ် You are smart မင်းဟာဉာဏ်ကောင်းတယ်ထက်မြက်တယ်ဆိုတဲ့အဓိပ္ပာယ်ရတဲ့ဝါကျလေးဖြစ်ပါတယ်ဒါဆိုနောက်တစ်ကြောင်းလောက်ဆက်သွားကြည့်ကြပါမယ်မင်းမနေ့ကပြောခဲ့သလားကဲဒီတစ်ခေါက်ကြတော့ကျမတို့မေခွန်းပုံစံဖြစ်သွားပြီမေခွန်းပုံစံဖြစ်သွားပြီလို့တွေးမိတာနဲ့တပြိုင်နက် verb to be ရဲ့မေခွန်းဝါကျတိဆောက်ပုံကိုတန်းပြီးတော့စဉ်းစားထားရမှာဖြစ်တယ်အရင်ဆုံးကတော့ mean ဆိုတာ you မနေ့ကဆိုတော့ yesterday ပျော်ခဲ့သလားဆိုတော့ happy ပေါ့နော် Jonas တွေစဉ်းစားရမယ့်အခြေအနေနှစ်ခုရှိတယ်ပထမအဆုံးတစ်ခုကဒီဝါကျသည် အတိတ်ကာလကို ဖော်ပြတဲ့ရည်ညွှန်းတဲ့ဝါကျဖြစ်တယ် yesterday ဆိုတဲ့စာလုံးကိုကြည့်ကြအဖြစ်လဲသိနိုင်တယ်လို့ပျော်ခဲ့လားဆိုတဲ့အသုံးအနှုန်းကိုကြည့်ပြီးတော့လဲသိနိုင်တယ်အဲ့တော့ Emma's was were there ကအတိတ်ကာလအတွက်သုံးတဲ့ was where ကိုပဲကျမတို့သုံးရတော့မှာဖြစ်တယ်အဲ့တော့ was သုံးမလား where သုံးမလားဆိုတော့ subject ကိုကြည့်လိုက်တယ် subject က you ဆိုတော့အများ subject ဖြစ်နေတဲ့အတွက် where ကိုသုံးရမှာဖြစ်ပါတယ်ပြီးတော့မှ subject you လာမယ်ပြီးတော့မှ adjective လာမယ်ပြီးတော့မှအချိန်ပြားဟာနောက်ဆုံးမှထပ်ပေးထားတယ် Were you happy yesterday? မင်းမနေ့ကပြောခဲ့သလား။ဒါဆိုရင် exercise 4ကတော့မိကွန်းဝါကြပုံစံနဲ့ရေးရတဲ့ဝါကြအမျိုးအစားဖြစ်တယ်ပေါ့နော်။ကဲ exercise 5ကိုကြည့်အောင်။သူတို့ပင်ပန်းနေကြသလား။ those ora they ပင်ပန်းနေကြသလားဆိုတော့အတွက်ကတော့ tired ဆိုတဲ့ adjective ကိုလောလောဆယ်မှာစဉ်းစားထားမယ်ပေါ့နော် ဒါကိုကျမတို့အစီအစဉ်တကြလေးရေးကြမယ်။ဒါသည်လည်းမေခွန်းဖြစ်တဲ့ဒါပေမဲ့ exercise 4လို့မျိုးအတိတ်ကာလကိုဖော်ပြထားတယ်။မေခွန်းတော့မဟုတ်ဘူး။ generally အခြေအနေတစ်ခုကိုမေးထားတဲ့မေခွန်း။ဒါကြောင့်မို့လို့ကျမတို့က MSR ဆိုတဲ့ verb to be သုံးလုံးတည်းကတစ်ခုခုကိုပဲသုံးရတော့မယ် subject ဒီ they ဆိုတဲ့ subject အများဖြစ်နေတဲ့အတွက် are ကိုသုံးပေးရမှာဖြစ်ပါတယ်ပြီးတော့မှကြံနေတဲ့ tired ကိုရေးတဲ့အခါ are they tired သူတို့ပင်ပန်းနေကြသလားဆိုတဲ့ဟာကြလေးဖြာပြီးဖြစ်ပါတယ်ဒါဆိုရင်ဒီလိုမျိုးကိုသုံးမဲ့စာလုံးဟာ adjective လား verb လားဆိုတာလဲခွဲတတ်ဖို့လိုတယ်ကိုပြောချင်တဲ့ဟာကြဟာ present tense ကိုညွှန်းချင်တာလား past tense ကိုညွှန်းချင်တာလားဆိုတာလဲခွဲခြားသိဖို့လိုတယ်ကိုပြောချင်တာကတော့အတိတ်ကာလကအကြောင်းအရာတစ်ခု ုကိုပြောချင်တာပဲဒါပေမဲ့တကယ်တကယ်သုံးလိုက်တဲ့ verb ဟာအတိတ်ကာလကိုဖော်ပြတဲ့ verb မဟုတ်ဘူးဆိုရင်တော့မှားသွားနိုင်တယ်ပေါ့နော်ဒါကြောင့်မလို့ verb တွေကိုသင်ချာလေးဂယုတစာရေးသုံးတတ်ဖို့လိုပါတယ်ဒါဆိုရင်ဆက်သွားကြမယ် exercise 6 သူမအဆင်သင့်ဖြစ်ပြီလားဒါဒီလေ generally အခြေအနေတစ်ခုကိုမေးထားတဲ့မေးခွန်းတစ်ခုဖြစ်တယ်အတိတ်ကာလကိုရည်ညွှန်းတဲ့အသုံးနှုန်းမပါတဲ့အတွက် present tense အဖြစ်ပဲသတ်မှတ်လို့ရပါတယ်သူမဆိုတော့ she အဆင်သင့်ဖြစ်တယ်ဆိုတဲ့ဟာကို ready ဖြစ်တယ်ပေါ့နော် ready ဒါကိုကျမတို့အစီအစဉ်တကြလေးဆက်ရေးကြည့်ကြမယ်မိကုံးမို့လို့ back to visa လုံးအရင်ဆုံးလာရမှာရှင်းမှာပြောသွားသလိုဒီဝါကြသည် generally အခြေအနေမို့လို့ present tense ဖြစ်ရေးလို့ရတယ်ဒါဆို am is are တဲ့ကဘာကိုသုံးမလဲပေါ့နော် subject သည် she ဆိုတဲ့ subject ဖြစ်နေတဲ့အတွက် is ကိုသုံးပြရမှာဖြစ်ပါတယ်ပြီးရင် subject လာမယ် she ပြီးတော့မှ ready is she ready သူမအဆင်သင့်ဖြစ်ပြီလားဟုတ်ပါပြီဒါဆိုရင် exercise 7ကိုသွားရအောင်မနေ့ညကမအေးခဲ့ဘူးဒီတစ်ခေါက်ကြတော့ negative form တွေဖြစ်သွားပြီ။ဒါဆို verb to be ရဲ့ negative ဝါကျတိစောက်ပုံကိုကြိုတင်စဉ်းစားထားလို့ရပြီပေါ့နော်။အရင်ဆုံးကတော့မနေ့ညကဆိုရင် last night yesterday night တွေပါတယ်သွားမလုံးနဲ့နော်။မအေးခဲ့ဘူးဆိုတော့ not cold ဒါကိုညကြည့်အောင်။ကျမတို့မှာ subject အရင်လာရမှာမဟုတ်လို့ subject ကိုရှားတဲ့ subject ကပါမနေဘူး။အဲ့ဒီလိုအခြေအနေမျိုးမှာဆိုရင် I D it ဆိုတဲ့စာလုံးကို subject အနေနဲ့သုံးပြရမှာဖြစ်ပါတယ်။နောက်တစ်ခုက မနေ့ညကဆိုတဲ့ အတိတ်ကာလကိုဖော်ပြတဲ့စာလုံးပါနေတဲ့အတွက် was သို့မဟုတ် were idh သည် subject အနေမို့လို့ was ကိုသုံးရမယ်နောက်တစ်ခုပိုလာတာကအငင်းသဘောဆောင်တဲ့ not ပိုလာတာမို့လို့ not could ဘယ်တော့ကလဲ last night မနေ့ညကမအေးခဲ့ဘူးရှေ့ဝါကျတွေနဲ့မတူတဲ့အချက်ဟာဒီဝါကျမှာတတိတတန်ကြီးပေးထားတဲ့ subject မပါဘူးအဲ့ဒီလိုအခြေအနေဆိုရင် idh ကိုအစားထိုးပြီးတော့သုံးလို့ရတယ်ဒါဆို ဆို exercise 8ငါဒီမှာမရှိခဲ့ဘူးဒါတိလဲအငင်းသဘောဆောင်တဲ့ဝါကျဖြစ်တယ်နောက်တစ်ခုကအတိတ်ကာလကိုဖော်ပြထားတယ် exercise 7နဲ့အလားတူပါတယ်ငါဆိုတော့ i ဒီမှာဆိုတော့ here မရှိခဲ့ဘူးဆိုတော့ be not ပေါ့နော်ဒါကို အစီအစဉ်တကျရေးကြည့်ရအောင် i am လာဒါမှမဟုတ် was လာစဉ်းစားတဲ့အခါအတိတ်ကာလမလို့ was not ပြမမရှိခဲ့တာလေ here ဒီမှာမရှိခဲ့တာ i was not here ငါဒီမှာမရှိခဲ့ဘူးဒါမှမဟုတ်သူတို့ဒီမှာမရှိခဲ့ဘူးဆိုလို့ရှိရင်လည်းရတာပဲပေါ့နော် they were not here ဘာပြောင်းလဲသွားမလဲဆိုရင် verb to be ပြောင်းလဲသွားမယ်ဘာကြောင့်လဲ subject အပြောင်းလဲပုံမူတည်ပြီး ဘတ်တူဗီဇာလုံးတွေဟာလည်းပြောင်းလဲပေးရမှာဖြစ်ပါတယ်။ဟုတ်ပြီနောက်ဆုံးစာကြောင်းလေးကိုကြည့်ကြည့်ရအောင်။ကျွန်တော်ဒီရက်ပိုင်းအလုပ်မများဘူးဒါသည်လည်း negative ပဲ။အာဒီဝါကျဟာအတိတ်ကာလကိုတော့မဖော်ပြထားဘူး။ဒီရက်ပိုင်းဆိုတော့သူကလက်တလုံးအခြေအနေကိုဖော်ပြနေတဲ့ဝါကျဖြစ်တယ်။ဒါကြောင့်မလို့ present tense အနေနဲ့ပဲကျွန်တော်ရေးပေးရမှာဖြစ်တယ်။ဟုတ်ပြီအရင်ဆုံးကတော့ကျွန်တော်ဆိုရင် I ဒီရပိုင်းဆိုရင် these days အလုံးမများဘူးဆိုတော့ not busy ပေါ့နော်ဟုတ်ပြီဝါကြမှာလိုနေတာကတော့ festive ပေါ့နော်ဒါလေးကိုကျမတို့အစီအစဉ်တကြလေးရေးမယ် i အငင်းမို့လို့ not လာရတော့မယ်ဟုတ် not ရေးဖို့အတွက် festive ကလည်းလိုသေးတယ်အတိတ်ကာလကိုဖော်ပြထားတာမဟုတ်ဘူးလို့ပြောပြီးသွားပြီမို့လို့ msr သုံးလုံးနဲ့တစ်လုံးလုံးကိုသုံးရမယ် ဆိုတော့ i နဲ့အမြဲတမ်းတွဲသုံးတဲ့ verb ဟာ am အဲ့ am နဲ့ not busy ကို ပေါင်းလိုက်ရင် i am not busy ဖဲချိန်မှာလဲ these days ဒီရက်တွေမှာကျွန်တော်အလုပ်မများဘူးအေးရအေးချမ်းဖြစ်နေတဲ့အခြေအနေပေါ့နော်ဒီဝါကျလေးကိုလည်းနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်ဟုတ်ပါပြီဒါဆိုကျွန်မဒီနေ့မှာ ဝက်ဖူဗီဇာလုံးတွေကိုတုံးပြီးတော့လူကျင်ကန်ဝါကြာ6ချောင်းကိုရည်ပြပေးသွားတာဖြစ်ပါတယ်။ဒီနေ့ကျွန်မမျှဝေပေးသွားတဲ့လူကျင်ကန်တွေကိုကိုပိုင်ဝါကြာတွေအဖြစ်ပြောင်းလဲပြီးတော့ရည်ကြည့်ပေးခြင်းပါတယ်။ Subject တွေပြောင်းမယ်၊ Back to B တွေပြောင်းမယ်၊ Activity တွေဆိုလို့ရှိရင်လည်းတခြားသော Activity တွေကိုအစားထိုးပြီးတော့ကိုအကြောင်းကိုပတ်ဝန်းကျင်မှာရှိတဲ့သူတွေအကြောင်းကိုလည်းဒီလိုမျိုးရည်ကြည့်လို့ရပါတယ်။မြများလေ့ကျင့်မှပဲမြများနားလည်မှုအားတိုးတက်လာမှာဖြစ်တယ်ပေါ့နော်။ဟုတ်ပါပြီ။ဒါဆိုရင်ဒီဗီဒီယိုကနေလည်းအကျိုးကျေးဇူးတစ်ခုခုရ များရှိသွားစေဖို့မျှော်လင့်မိပါတယ်။ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ။ Happy learning. Bye bye.